ရှင်းုံညတမိုင်းမတွေ့မိမဲ့တမိုင်းဝင်နေတဲ့ဇာအများမိဖုရားကိုငါမနှမျောဒင်းဝတာကနှမျောတည်ရာစာကျွက်ဒိုးသခင်စိတ်တော်ကိုသာစမ်းတည်ချက်နာတော်မူသည်မှန်၏၎င်းအင်းသူ့အမည်ရင်းရမဲ့လုံးမှာတိုက်ကလားမျိုးကိုစားရပြီးဘရင်ပေးတဲ့ပွဲမြီက၎င်းအင်း၎င်းအင်းတရားမင်းကဲ့သို့စွန့်သူဖြစ်ပါတယ်သူရှင်ရာစာကျွက်ထံမှာအမှုထမ်းကြတဲ့သူရဲကောင်းတွေထဲမှာထင်ရှားတဲ့သူပါတန်လျက်သမီးမင်းနှင်းကိတရားနဲ့အကြောင်းပါ ခေါင်50ဆန်အိမ်ကြီးကိုပိုင်ဆိုင်ရပြီးနောက်၎င်းအိမ်ရဲ့ဂုံတရင်ဟာပိုးလို့ကြီးကျယ်လာခဲ့ပါတယ်။သူ့ရှင်ကလည်းအများကြီးမြောက်စားခဲ့ပါတယ်။သူ့ဘီရင်နဲ့သူ့သူရဲကောင်းတို့စစ်ပွဲကာလတစ်ခုမှာအခြေဆန်းဖြစ်တဲလိုက်ကြပုံတစ်ခုကတော့မထိတ်တာမလန့်တာလို့ပဲဆိုရပါတော့မယ်။ဖြစ်ပုံကဒီလိုပါ။တက်ဂရက်950မှာမြောင်မြစာလောက်ဖျားနဲ့ဒလစာမညီကံကောင်တို့ပေါင်းပြီးရာဇာချွတ်ကိုပုံစားဖို့ကြံကြပါတယ် ဒလားစာမကြီးကံကောင်းကိုသူ့ရှင်ချေမုန်းနိုင်ခဲ့ပေမဲ့လောက်ဖျားကအလုံးရင်းကောင်းကောင်းနဲ့ဆက်အန်တုနေပါရောဒါနဲ့ပဲမြောင်းရကိုတိုက်ဖို့မလွယ်သေးဘူးဆိုပြီးပတိန်ကိုကြိုတိုက်ဖို့ချီပါတယ်ပတိန်ကမြောင်းမြစာကိုစစ်ကူပေးတာပါ ဖွေချဲမာတယ်သူ့ရှင်ဘက်ကနေအမတ်ရာစမနှူစင်ထက်မှာပဲတနက်မှန်ကြဆုံးတဲ့အထိပါဒါကြောင့်တက်ရောက်ပြီးမြောင်းမြကိုချီရမှာတယ်ပတိန်နဲ့မြောင်းမြကိုနှစ်ဖက်ညှက်တိုက်ကြဖို့တိုက်ချပါတယ် ူရှင်ကလက်ယုံသူရဲကောင်းလကုံးအိမ်ကိုဒေါန်ပေါင်လူးလင်လူးလင်ကနေရေချမ်းတိုက်ပွဲနှွဲဖို့အမိန်ချလိုက်ပါတယ်။အင်မတန်ခက်ခဲကြမ်းတမ်းမဲ့တိုက်ပွဲပါ။စစ်ထွက်ဖို့အမိန်နဲ့အတူလကုံးအိမ်စိတ်ကြပူတက်ကြွအမှုတော်ရွရွချွံချွံပူထမ်းရွက်နိုင်အောင်သူရှင်အစဉ်တစ်ခုအစီအစဉ်တစ်ခုထပ်လုပ်ပါတယ်။လောက်ပေါင်ကကိုရိုင်းသုံးဆောင်တဲ့ရွှေကုန်းအိမ်မှာကွန်ထဲ့ပြီးမိဖုရားမွေးမွေးတင်ခေါ် ဒလာတုဒ္ဓမာယာကိုသဘွန်းအိမ်ထံပို့လို့ဆက်သားစီရပါကြီးစွာသောဂုံပြုခြင်းနဲ့စိတ်ဓာတ်မြင့်တင်ရေးပါပဲတဝူးစံပိုင်းစနေရသူရဲကောင်းဆိုတာကလည်းဘလောက်ပင်ကြီးကျယ်စေကမူဘရင်ရဲ့ကြုံမှာကျွန်တယောက်ထံမိဖုရားကိုဘရင်သုံးတဲ့ရွှေကုန်းအင်းနဲ့စိတ်လွတ်တယ်ဆိုတာနည်းနည်းတော့တော့ချီးမြှောက်မှုမဟုတ်ပဲကလား၎င်းအိမ်ဟာမိဖုရားထံကကုန်းကိုစာတက်စခန်းပြန်ရောက်တဲ့အခါစဉ်းစားပါတော့တယ်ပတိန်တတ်မှာလှေတဲ့အင်အားများလာတယ် တို့မှနယ်လို့နဲ့သူ့ရှင်ကငါ့ကိုအစွမ်းကုန်ချင်းမြင်ချင်းမြောင်မြင့်တင်ပေးလိုက်တာပါပဲဒါပေမဲ့ငါဆန်းအောင်မယ်ငါ့ကိုသူ့ရှင်တကယ်ချစ်မချစ်ချစ်ရင်လည်းဘလောက်ထိချစ်လဲငါဆန်းအောင်မယ်တကယ်ချစ်တော့မူလို့ကတော့ငါ့တက်ကိုစွန့်မီမှုထမ်းမယ်ဒီလိုတွေးပြီးလဘုံအိမ်ဟာတပည့်တယောက်ကိုငါ့ကိုမေးရင်ငါနေမကောင်းဖြစ်နေတယ်လို့ပြောလို့မှားပြီးစောင်းကောင်းပြီးချုံအိမ်နေပါတယ်မိုးသားလို့ဆစ်ထွက်ရတော့မယ့်ချိန်မှာအမတ်တိန်နဲ့ဘုံမင်းကြီးတမင်ပြက်စားတို့တက်လှဲစစ်စေးကြတော့တက် တက်ဦးမှလကုံးအိမ်ကိုမတွေ့ရေတက်ချင်းစစ်ထွက်ရတော့မဲ့ချင်းလကုံးအိမ်ပဲရောက်နေလေပေါ့ဟိုတဘဲကတမင်းနေမကောင်းလို့အိမ်နေပါတယ်ဆိုတော့လကုံးအိမ်ရဲ့လေတက်အိမ်ခန်းထဲဝင်ကြည့်ရပါတယ်နဖူးစန်းလက်စန်းကြီးတော့မှလကုံးအိမ်ဖြေးပါတယ်မင်းညားကမိဗျာကျွန်တော်ထံကွန်ဆက်လာကွန်ဆက်လာစဉ်ရင်ဝှျှော်ကြခဲ့တာတွေ့ရပြီးနောက်မှာကျွန်တော်ဆွဲလန်းမိမအိမ်နိုင်မစားနိုင်ကြောက်ကြရဖြစ်ခဲ့ပြီဆက်ထွက်လက်တည်မယ်ဆင်ထွက်နေလက်ဆင်မထွက်ပဲနေလက်တည်မယ် တင်မာချန်းတူတူမထွက်တော့ဘူးတဲ့အမတ်တိန်နဲ့တမိန်ပြန်စားတို့ကအမျိုးမျိုးဆုံးမဩဝါဒပေးကြပါတယ်စူလိုက်ကျင်းလိုက်အကျိုးတင်ကြောင်းတင်ရှင်ပြလိုက်၎င်းအိမ်ကပေပြီးခံနေပါတယ်အမတ်ကြီးနှစ်နှစ်ဦးကထတ်ဆုံးမှပါတယ် စစ်ကာလာမုံမင်းလိုလိုက်ပြီးမိဗျာမင်းကိုတပေးတဲ့ပဲထားစစ်ပြီးတဲ့အခါသူ့ရှင်တနုံနှုံရှိမယ်ရှိလေတိုင်းမင်းအကုသို့တမ်းမယ်ဂျေဆုရှင်ကိုဂျေဆုတဲ့ရုံမာတဲ့ကြံမင်းကြံနဲ့စတဲ့ဖြင့်မရဟု၎င်းအိမ်ကလည်းဒါရောက်ဒါကျွန်တော်ကြောင့်မဟုတ်ဘူးသူ့ရှင်စီမံကြောင်းဖြစ်ရတာတောဆင်မထံအာယုံညိပြီးမုံရက်တဲ့ဆင်းမြောင်းကိုဆင်ခဲကမထိန်နိုင်လို့ကျွန်တော်ကိုဦးကြီးတော်တို့ထိန်နိုင်မှာမဟုတ်ဘူး ထန်းနေပြီးသားဓာတ်ကိုတန်ကြီးတက်ပြတ်သုံးစေပြီးမှဒီပြတ်သုံးသားနဲ့ပွဲဝင်မယ်လေလားဘယ်တော့မှပွဲရမှာမဟုတ်ဘူးရန်သူကိုအောင်မြင်လို့လျင်ဓာတ်ရှင်ကသူ့ဓာတ်ကိုပြန်ထက်အောင်သွေးတန်ကြီးပွတ်လိုက်ပွတ်တိုက်ဒီလိုလုံးမှဖြစ်မယ်အခုတော့မရတော့ဘူးစစ်မထွက်ဘူးလို့လုံးလုံးလုံးကြီးကိုဘူးဟန်နေပါတော့တဲ့အမကြီးနှစ်ဦးကလည်းမင်းတို့ငါတို့ဆုံးပါတယ်မင်းမနာယူခုလိုအထွန်းတက်ခြေပနေတာတွေကိုသူ့ရှင်ထံပြန်တော့ ပြန်တန်တော်ဦးတင်လိုက်ရမလားဆိုတော့လကောအိမ်ကဦးကြီးတော်တို့တော့ပြောတယ်လေအမန်ကြီးနှုတ်ဦးဟာအတော်ကြက်ရိုက်သွားပါတယ်နောက်ဆုံးတော့ဆက်ကလာကြီးမှစုံဆိုင်နေလို့မဖြစ်ချိန်ကြာရင်စည်ရဲစည်ရပြတ်တော်မယ်အဖြစ်သမျှအလုံးစုံတင် जा ဖို့ဆုံးဖြတ်ပြီးသူရှင်ထံဝင်ကြပါတယ်ဒါတောင်မှလကောအိမ်စင်မထွက်ပါသူရှင်တို့ရှောက်ပြီးရှေ့ဆက်ပြီးအတော်ခန့်နေကြသေးတယ်ဘရင်ကဘာဖြစ်လဲဘာပြောလဲမေးတော့ကျွန်စင်းလဲစကားကိုမဆိုတာမဆို ကျွန်စင်းလဲစကားကိုမဆိုးသာဘီလို့ဆော့ဆော့ဆိုင်ဆိုင်ဖြစ်နေကြပြန်တယ်။သူ့ရှင်ကဆိုးသာဆိုလို့ပြောတော့မှအကြောင်းဆုံးတန်တုံဦးတင်ကြပါတယ်။အလုံးစုံကြားရတဲ့အခါသူ့ရှင် ရာဇာကျွဲရဲ့အမှုရာကိုကြည်ပါ။အရေးတော်ပုံကြမ်းအတိုင်းပြန်ရေးပြရရင်ရာဇာကျွဲကလည်းပြောတော့မူ၏။မိဖုရားကငါမနှမျောဒင်းကိုသာငါနှမျောသည်ဟုမိန်၍မိဖုရားတလတုံးသားမာယာကို ခေါ်စေသည်။ပြီးတော့ဆမိန်မော်ကိုနားထောင်ကြည့်ကြပါဦး။ ငါတို့မင်းဆိုတာသူရဲကောင်းနဲ့ချစ်တာပဲမိဖုရားလည်းချစ်တာပဲဒီနှစ်ဖြာနဲ့မိဖုရားဆိုတာငါတို့အဖော်ဖတ်ပဲလူပုံမှာငါတို့အာယုံဖြေးဖို့နဲ့စိတ်ပျော်ရွှင်ဖို့သူရဲကောင်းဆိုတာကြတော့ရန်သူတွေကိုတုံးနှံ့အောင်မြင်ဖို့အဖော်ထီးပြူကိုစောင့်ထိန်တတ်တဲ့အဖော်နိဗ္ဗာန်နတ်ပြည်နိဗ္ဗာန်သာသနာတော်ကိုငါတို့ဆောင်နိုင်စေတဲ့အဖော်ငါတို့အတွက်ကျက်တည်မင်္ဂလာတကူအဋ္ဌိပတ်အနုဘောဖြစ်စေတဲ့အဖော်မိဖုရားကိုနှမျောနေလို့ မင်းကသူရဲကောင်းကိုပို့ချရမယ်။ငါအနေနဲ့ဒလတောရမာယာကို ချောမောလာပါတဲ့မိမမျိုးရှာရင်တနေ့မဟုတ်တနေ့ရမှာမဟုတ်ချ။အခုလိုစစ်ပွဲကာလမှာလကုံးအိမ်လိုသူရဲကောင်းမျိုးရဖို့ခက်လာတယ်လို့ဒီလိုမိမ့်ပြီးအမိန်ချလိုက်ပါတယ်။နေပြားအားကောင်းစွာ ပြုပြင်မွမ်းမံရက် ရွှေလောင်းတော်ဖြင့်လကောအိမ်ထံပို့စေအမတ်ချင်းနှုတ်လည်းမိဖုရားကိုပို့ဆောင်ရေးတာဝန်ယူရပြန်ပါတယ်ဒီမှာလဲသူ့ရှင်ကလကောအိမ်ဆန္ဒပြေးဝစေဖို့မိဖုရားကိုငါပို့လိုက်တယ်ဆန္ဒပြေးဝရင်စစ်ချီမှာအောင်မြင်စေဖို့အောင်မြင်စေဖို့ငါဆုတောင်းလိုက်တယ်လို့မှာမှာလိုက်ပါသေးတယ်မိဖုရားပို့လာပြီလို့တရင်ကြားတဲ့လကောအိမ်ကလည်းကြော့ပွဲရွှေပန်းငွေပန်းဖျောင်းနိုင်ပေါက်ပေါက်စားရတွေနဲ့ပြင်ဆင်ပြီးအဝေးကပင်လက်အုပ်ချီပြတော့အမတ်ကြီးတွေကိုလည်းရှစ်ခိုးသူ့ရှင်ကိုလည်း ယေရှုရှိခိုးပြီးပြောပုံအံဒိုးသခင်စိတ်တော်ကိုသာဆန်းသည်ခြေတနာတော်မူသည်မှန်၏တဲ့ပြီးတော့သူ့ပြက်ကိုခွင်းလို့ဖို့ဦးဤတော်တို့ကမိပြားကိုပြန်လဲခေါ်ယူဆောင်သွားဖို့နဲ့ယေရှုရှင်ရဲ့စိတ်တော်ကိုသိရပြီမို့ဒီလောက်စစ်ကိုမစိုးထားသည်ဒါထက်ကြီးတဲ့စစ်ပဲဖြစ်စေအသက်သေးသေးတိုင်းအမှုတော်ထံယေရှုဆက်ပါမယ်လို့ရှောက်ပေးကြပါလို့မှာကြပါတယ်ရွှေလောင်းမြန်ထွက်၎င်းအိမ်လက်စစ်ထွက်ခက်ခဲကြမ်းတမ်းလှတဲ့ဒီတိုက်ပွဲမှာ၎င်းအိမ်အောင်ပွဲရခဲ့ပါတယ် ဘယင်းနဲ့သူရဲ့ကောင်တခင်နဲ့ကျွန်အပြန်လှန်စိတ်ဆန်းအချစ်ဆန်းလိုက်ကြပုံများအောချလောက်ဆရာပါပဲစစ်ကလာစစ်စိတ်စစ်သွေးစူဝင်နေတဲ့ကာလမှုဒီလိုမထိတ်တာမလန့်တာအကဲဆန်းလိုက်ကြပုံကိုအောချမိနေတဲ့အချိန်မှာပဲဒီဘယင်းနဲ့ဒီသူရဲ့ကောင်ကြားကမိပြဒလာတုဒ္ဓမာယာဘလို့များခန်းစားဘလို့များပြောလိမ့်မလဲလို့မိမသားစကားကိုကြားချက်နေမိပါတော့တယ်